လော်အန်ဂျလိစ်မြို့မှာဖြစ်ပွားနေတဲ့စစ်အာပြပွဲများနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂေါ်ဗီညူဆွမ်တို့စကန်နိုင်လူနေကြချိန်မှာဂေါ်ဗီညူဆွမ်ကိုဖမ်းဆီးမယ်ဆိုပါကကောင်းလိမ့်မယ်လို့ဇူလာ9ရက်နေ့မှာထရန့်ကပြောကြားခဲ့ပါတယ်။ရွှေပြောင်းများကိုစီးနင်းမှုများနဲ့ဆက်လင်းပြီးရန်ပွဲများဖြစ်ခဲ့ရပြီးတဲ့နောက်ဇူလာ9ရက်နေ့မှာသမ္မတထရန့်ကအမေရိကန်ရဲ့ဒုတိယအကြီးဆုံးမြို့လော်အန်ဂျလိစ်သို့အမျိုးသားအဆောင်တပ်ကိုဆီလုခဲ့ပါတယ်။ဒါ့ပြင် Republican Trump ကဒီမိုကရက် Gavin Newsom ရဲ့သဘောဆန္ဒအတိုင်းလှုပ်ဆောင်ခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့်စစ်နာပြပွဲများကိုထိန်းရန်အမေရိကန်သမ္မတတအူးကအမျိုးသားအစောင့်တပ်ကိုခြားထားလိုက်ခြင်းမှာနှစ်60အတွင်းပထမဆုံးအကြိမ်ဖြစ်ပါသည်။ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်လော်အန်ဂျလိစ်မြို့တော်ဝန်ကာရင်ဘတ်စတိုကလူဝင်မှုကြက်ကြက်ရေးအေဂျင့်များကိုတားဆီးရန်စူးစမ်းရတဲ့အတွက်ဖက်ဒရယ်ဆွဲချက်များကိုရင်ဆိုင်ရနိုင်တယ်လို့ထရန်ခန့်ထားတဲ့နေဆက်ရေးရာအကြီးကဲတွတ်ဟိုမန်းကပြောကြားခဲ့ပြီးတဲ့နောက်အသက်58နှစ်အရွယ်နျူဆန်က၎င်းအားဖန်ရဲလျင်ဖန်ကြည့်လို့တွတ်ဟိုးမန်ကိုစိန်ခေါ်ခဲ့ပါသည်။ ကျွန်တော်သာတွန်ဟိုးမန်ဆိုရင်ယူဆန်ကိုဖမ်းရပါလိမ့်မယ်။အဲ့လိုဖမ်းတာဟာတိတ်ကောင်းပါလိမ့်မယ်လို့ထရန့်ကသတင်းတောက်များကိုပြောခဲ့ပါတယ်။သမရကသူ့ရဲ့ Marine One ရဟတ်ရှင်ဖြစ်အင်ဖြူရိုကိုရောက်လာချိန်မှာ နေဆက်ကြီးကတန်ဟိုမန်ကကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကိုဖမ်းသိမ်းပါသလားလို့သတင်းထောက်များကမေးမြန်းရရင် Trump ကအထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်ပါသည်။ Gavin ကထင်မှားကြတာရာကိုကြိုက်တယ်။ဒါပေမဲ့သူ့ကိုဖမ်းလိုက်မယ်ဆိုရင်တကယ်ကြီးကျယ်တဲ့အရာဖြစ်လာပါလိမ့်မယ်လို့ Trump ကပြောပါသည်။ 2028သမရရွေးကောက်ပွဲဝင်ရဲ့အလားလာရှိတဲ့ New Sun ဟာ Los Angeles ရန်ပွဲများကိုထိန်းသိမ်းရမှာစိုးစိုးရွားရွားဆောင်ရွက်ခဲ့တယ်လို့ Trump ကပြောကြားခဲ့ပါတယ်။